မင်္ဂလာပါကျွန်တော်2025ခုနှစ်တုန်းကမိခဲ့တဲ့ဒီမိဂွန်ဟောင်းနေတဲ့ဟာဟော question number 3 talentic transformation အတွက်မိထားတဲ့မိဂွန်လေးတွေကိုကြည့်ပြီးတော့ဟောလေ့ကျင့်ကလေးလုပ်ကြည့်အောင်အာထုံးတဲ့နိုင်မဲ့သူပြထားတဲ့ instruction ကတော့ rewrite the sentences according to the instructions given in brackets ဒီ ქვენ မှာပြထားတဲ့ညွှန်ကြားချက်တွေအရာပေါ့နော်ဝါကျတွေကိုပြန်ရေးပါဒါပထမတစ်ခုစကြည့်အောင် cheering fans fetch the message for Boston for the World Cup final. Our cheering fans are a happy နေတဲ့ပြည်သက်တွေပေါ့အားတွေဟာ fetch the message football stadium ကြီးမားတဲ့ဘောလုံးကွင်းထဲမှာပြည့်ကျက်နေရင်ဘာအတွက်လဲဆိုတော့ for the world cup final ကမ္ဘာဖလားနောက်ဆုံးပွဲအတွက်ပေါ့နော်အဲ့ဒီကြီးမားတဲ့ဘောလုံးကွင်းထဲမှာပြည့်ကျက်နေရင်ဒါတော့ဆိုရင်ဘာလို့ခိုင်းတာလဲဆိုတော့ change the sentence into the passive voice ဒီ word of passive voice နဲ့ပြောင်းပြရဟုတ်ပြီအဲ့တော့ ကိုယ်နေပြီးတော့အခုတမှကြည့်လိုက်တဲ့ခါမှာ septic ကဘယ်လိုလဲဆိုတော့ cheering fans သူတို့ကဘာဖြစ်နေတယ်လဲဆိုတော့ page inen ပြီးတော့မှ all object ထတော့ the massive football stadium ကြီးမားတဲ့ဘောလုံးကွင်းပေါ့အဲ့တော့ကိုယ်ပြန်ဆတဲ့ခါမှာ the massive football stadium ဒီအကြောင်းကိုပြောချင်တာမို့လို့သူ့ကိုပြန်ဆပြီးတော့ verb ကိုကြည့်လိုက်မယ်သူက verb က past tense ရေးထားတယ်အဲ့တော့ was were နဲ့ or past participle ဘာသာသီးပေါ့ was the moho when now ga patch pad de be factory to be ya အဲ့တော့ကိုအရှိတင်လိုက်တဲ့ဥစ္စာကိုပြည့်ကြည့်ကြလိုက် the massive football stadium ကြီးမားတဲ့ဘောလုံးကွင်းဆိုတော့ဒါကတခုတည်းနဲ့ singular noun ဖြစ်နေတယ်ဘာတော့မလဲ was ပြီးတော့ petro patch pad de be factory ပြောင်းလိုက်မယ်ဆိုရင်တော့ဘာလဲ patch ပဲအဲ့ဆိုတော့ was patch ဒီနေ့မှာတခုတည်းထားပုံမှန်အတိုင်းဆိုပြုလုပ်တဲ့သူကိုဘာနဲ့တွဲပြီးတော့ ဘိုင်နဲ့ပြုတ်လို့တဲ့သူပေါ့နော် ETEN agent strategy 3နေရှိဒီနေ့မှာ patch တော့သူရဲ့နောက်မှာတွဲသုံးတဲ့စကားလုံးက with ဟုတ်ပြီနော်အဲ့တော့ P A C K E D patch နဲ့နောက်ကတွဲသုံးတဲ့စကားလုံးက with ဘိုင်နဲ့တွဲသုံးလို့မရဒါကြောင့်မလို့အခုပြောတဲ့အခါကျ patch ဘိုင်လို့မပြောဘဲနဲ့ patch with ပြီးတော့မှဘယ်သူတွေနဲ့လဲ cheering football fans ဒါလေးတင်တဲ့နောက် channel ဥစားလေးဆက်ပြမယ် for the world cup final အဲ့ပြပြမယ် The message for both children was Patrick Tieren fans for the Walker firing. Number two, the gym studio in our town looks more like a hair salon than a fitness studio. တို့မြို့မှာရှိတဲ့ gym studio ကဟို fitness studio တခုပေါ့နော်ကိုလေးကျန်းဟိုကျန်းခံရေးကျန်းမာရေးအတွက်လုပ်တဲ့ studio ထက်ဆိုင် hair salon နဲ့စပင်းညက်ဆိုင်နဲ့ပိုတူနေ။အဲ့တော့ နှစ်ခုကတူကြောင်းပြောခြင်းတဲ့အခါမျိုးကြာ SS ကိုတော့ရ S active adverse S ပေါ့နော်အာဒီမှာရှိတဲ့ degree ကတော့ positive degree ပဲဖြစ်ရမယ်ကဲနှစ်ခုကမတူညီကြောင်းတစ်ခုကတစ်ခုတည်းပိုတာကြောင်းဒီလိုမျိုးလေးပြောခြင်းတယ်ဆိုတော့ not SS ပြောပြရမယ်ဟုတ်ကဲ့နော်အဲ့တော့ဒီမှာကြည့်ကြည့်လိုက်တဲ့အခါမျိုးတော့သူကဘာနဲ့ပို့တူနေရလဲဆိုရင် has လို့နဲ့ပို့တူနေတယ် ။ဘာထက်လဲ switch နဲ့ studio ထပ်ဖို့။ဒါဆိုရင်ဟို health ဒီ gym ကပေါ့နော်။ဘယ်လိုပြောမလဲဆိုရင်ဟို health လုံးတော့ဟိုဘယ်လိုပြောမလဲဆိုရင်ဒီ fitness studio ထပ်ဖို့ health လုံးနဲ့ပူတူနေတယ်။အဲဒါဆိုရင်ဟိုဘယ်လိုဘယ်လိုမတူလဲ fitness studio လိုမျိုးမတူဘူးပေါ့။အဲ့ဒါမျိုးတွေပြန်ပြောပြရအောင်။အဲ့တော့ subject လေးအရင်စားလိုက်အောင်။ the gym studio in avatar ဒါ subject လေးစားလိုက် တို့ကမတူတဲ့ဥစ္စာနှစ်ခုပြောရမလို့ not access နဲ့နိုင်ရှင်မနော်အားစဲ look ကိုဘယ်လိုပြောရမလဲအဲ test not look ဒီရမနော် the gym studio in our town test not look ပြီးတော့ရင် as adjective နဲ့တောင်းမယ် like adjective တမော adverb နော်အားစဲ s အရင်စမယ် test not look as ပြီးတော့ဒီမှာပြောမယ် match like ဘာတူလို့မျိုးလဲအဲ fitness studio ပြီးတော့မှ S pandemic channel nine ရှင်တဲ့ဥစ္စာပြောမယ် a hair salon အဲ့ဘလို့ဖြစ်သွားမလဲ the gym studio in our town a studio in our town does not look as much like a fitness studio as a hair salon ဘယ်လိုမျိုးဖြစ်သွားပါမလဲ now number 3 there was a stormy night which everywhere အဲ့မိုးတိမ်မိမ်ရွာပြီးတော့နော်မုန်တိုင်းထန်တဲ့ညရှိခဲ့တယ် they could not set off on their journey as planned သူတို့ကစီရင်ထားသလိုခီးကိုမထွက်ခွာနိုင်ဘူးအဲ့တော့ဒီဥစ္စာကြောင့်ဘာသုံးခန်းရလဲဆိုရင် participle phrase ကိုသုံးခန်းရတာအဲ့တော့ reason ပြတဲ့အပိုင်းမှာသူက participle ဘယ်ခါမှသုံးလဲဆိုရင်ဒီ reason ပြတဲ့ဥစ္စာတွေနောက်တစ်ခုက result ပြတဲ့ဥစ္စာတွေနောက်တစ်ခုက condition အခြေအနေပြတဲ့ဥစ္စာတွေနောက်တစ်ခုကအချိန်တစ်ခုဆက်ဆက်မှုပေါ့နော် time relation ဒါတွေကို participant နဲ့သုံးပြီးတော့ရေးနိုင်တယ်ဆိုတော့ခုဘာကြောင့်ဘာဖြစ်တယ်လဲဆိုရင်ဒီမုံတိုင်းထန်တဲ့ဥစ္စာရှိတဲ့အတွက်ကြောင့်မလို့ဒါကြောင့်မလို့သူတို့ကမထွက်ခွာနိုင်တယ်လို့ပြောမယ်အဲ့တော့ဒီအပိုင်းကို participant နဲ့ရေးကြအောင် participant နဲ့ရေးမယ်ဆိုတော့ကိုပထမဆုံးစာစမ်းသပ်ရတဲ့စကလုံးက participant ဆိုတော့ present participant ပေါ့နော် active voice ဆိုတော့ present participant ဆိုတော့ for finding နဲ့သုံးလိုက်မယ်သုံးနဲ့သုံးကိုစမ်းသပ်ရတဲ့စကလုံးက be ပေါ့ as and being a stormy night which heavy rain they could not set off on their journey as planned to the dawn ဒါနဲ့ပြန်စမ်းသကြည့်တာအဲ့ဒီနှစ်ခုက subject ကတူရမယ်ဟာပဲနော် subject ကတူရမယ်ဒါဆိုရင်ဒီတိုင်း being လို့စလိုက်တဲ့အခါမျိုးကျလိုက်ကြအောင်သူတို့ကဒီလူတွေကမုံတိုင်းခံတယ်လို့မျိုးဖြစ်သွားတယ်အဲ့လိုမျိုးတွားပြီးသုံးလို့မရဟာပဲနော်အဲ့လိုမျိုးတွားပြီးသုံးလို့မရတဲ့အတွက်ကြောင့်မလို့ကိုယ်ကစဉ်းစားတဲ့အခါမျိုးကျတော့ အော်တခြားပုံစံနဲ့မတုံ့ပြန်ဘူးပို့ပြီးတော့လွယ်တဲ့ပုံစံမျိုးပဲတုံ့ပြန်လို့ဆိုတော့ဒီ there ကိုပြန်ထည့်ပြီဘာဖြစ်လို့လဲဆိုတော့ဒီ subject နှစ်ခုကမတူတဲ့အတွက်ကြောင့်မလို့နော်အဲ့တော့ subject နှစ်ခုကမတူကြောင့်မလို့ there being participle ဆိုတော့ထုံးတဲ့နာမည် ing တောင်းလိုက်မယ် there be a stormy night which have you ray ဒီလိုမျိုးစမှသာလေအနောက်က the ဆက်ပြီးတော့ပြောလို့ရပါမယ်ဟုတ်ပြီနော်ပြန်ပြောကြအောင် there been a stormy night which have you ray comma ကိုလိုက်မယ် they could not set off on their journey as planned ဟာ daliness am the business from in to tell you right they could not set off on their journey as planned that it done number 4 to the feels very sorry for what happened to the ga phit khe de ya de twa yan sin ma kaung phit the damage has been done and there is no way to reverse it tan ne apyesi ya lo phit pi wa bi da go pyan mi lo ဘောနောဟိုနောက်ပြန်ဆုတ်ဖို့အတွက်ပြောင်းလဲလှန်ဖို့အတွက်တော့ဒီလဲမရှိအဲ no matter နဲ့တော့မရဘူး no matter နဲ့နောက်ကဟို wh watch တခုခုပြောပြီးတုံးပြရအဲ့တော့ကိုယ်ကစဉ်းစားမယ်ကဲအကြောင်းအရာတခုခုပြောမယ်ဆိုရင် no matter what ပေါ့လူတယောက်ပြောမယ်ဆိုရင် no matter who စသဖြင့်ပြောပြရတကယ်လို့မ active တခုခုနဲ့ပြောချင်တယ်ဆိုတော့ no matter how တုံးပြရကဲဒီမှာကြည့်ကြည့်လိုက်တဲ့အခါမှာ sorry ဆိုတဲ့ active လေးသွားတွေ့အဲ no matter နဲ့ပြောမယ်ဆိုရင် no matter how ဖြစ်သွားမှာပေါ့အဲ့ဘလောက်ပဲဝယ်နေသည်ဖြစ်စေ no matter how sorry ဟာဗျနော်နိုမတာဟောင်း sorry ဒါဆိုရင် very ကိုပြန်ထည့်ဖို့လို့မလို့နိုမတာဟောင်းနဲ့တွန်းတဲ့ခါကျ degree ကိုပြန်လိုက်တာဖြစ်ကြမှာ very ကိုပြန်ထည့်ဖို့မလို့အာနိုမတာဟောင်း sorry those are fees for what happened ကမှာကိုလိုက်မယ် the damage has been done and there is no way to reverse it ဒီလိုမျိုးဖြစ်သွားတော့အဲ့ဒါမျိုးတော့ no matter how sorry those are fees for what happened the damage has been done and there is no way to reverse it number 5 he didn't call me. Tunga you know, home set? because he didn't have my number. Naya phone number, Michigan. A divata or touch connection at the weekend. A touch connection at Punga Titi may say if subject head fetch fever. No, that if clause. Main clause must have subject and some would have fetch fever. ဒါ touch connection နဲ့ပုံစံအဲ့တော့အတိတ်တုန်းကတကယ်မဖြစ်နိုင်ခဲ့တဲ့အခြေအနေကိုပြောတဲ့အခါမှာ a real situation in the past ပြောတဲ့အခါမှာ touch connection နဲ့တော့အဲ့တော့တကယ်အခြေအနေအမှန်ကဖုန်းနဲ့မခေါ်ခဲ့ဘူးဖုန်းနံပါတ်လည်းမရှိခဲ့ဘူးအဲ့တော့ကိုကပြန်ပြောတဲ့အခါမှာသူ့မှာဖုန်းနံပါတ်ရှိခဲ့မယ်ဆိုရင်သူ့ဘာကိုဘာလုပ်မှာလဲဖုန်းခေါ်ခဲ့မှာပေါ့အဲ့တော့ negative negative voice တွေပြန်ပြထရအောင်နော်သူမလာပါဖိတ်ခဲ့မှာဆိုရင်ဖုန်းနံပါတ်ရှိခဲ့မှာဆိုရင်ဒါလေးနဲ့အရင်စအဲ့တော့ if he if he head to three draw head in summer head not go hatch, punch, we're. We're not it we have get patch but is the weapon then for three point and I have a belly head does a head not cut on me not cut on me can I don't pull him with him alone no if he had touch my number comma go let me subject that's all I he be the would have a little would have called me uh, if he had touched my number, he would have called me. Number six, The dog that always barks loudly at night and disturbs the neighbors belongs to my uncle. အဲ့ dog ကိုပြန်ညွှန်တာတဲ့အဲ့ the dog that always barks loudly at night ညဘက်မှာအမြဲတမ်းအတန်ကြီးကြီးနဲ့ဟောင်းပြီးတော့ and disturbs the neighbors အင်းဒီဂျင်တွေကိုအနှောက်ယှက်ပြီးတဲ့ခွေဟာဒီမှာ vowel ကတော့ belongs to ပိုင်ဆိုင်တာပေါ့နော် belongs to my uncle ဆိုငါဦးလီယာပိုင်နေတယ်။ဘာလို့ခိုင်းတာလဲ omit the relative pronoun relative pronoun ကိုမြုပ်ပါ ။ဒါဆိုရင် relative pronoun ကိုမြှုပ်တဲ့အခါမျိုးကျရင် that ကိုမြှုပ်ပြရမှာပေါ့။ဒါပေမဲ့ relative pronoun မြှုပ်တယ်ဆိုတာကသူ့ကို participle နဲ့ပြင်ရေးလိုက်တယ်လို့ကိုကနားလေရ။ဒါပဲနော်။ participle ကနှစ်ခုရှိမယ်။ present participle ကအလိုအတွေ့လွယ်ပြလိုက်မယ်ခေါခိုင်းကြီး။ past participle factory ပေါ့ဒီနှစ်ခုရှိအဲ့တော့ noun တစ်ခုကိုပြင်ပြီးညွှန်းညင်းတဲ့ခါတိုင်း present participle နဲ့ညွှန်းလို့လေရတယ် pulse participle နဲ့ပြန်ပြီးတော့ညွှန်းလို့လည်းရအထူးပြုလို့ရတယ်ပေါ့အဲ့ဒီမှာပြုလို့အကြောင်းပြောမယ်ဆိုရင် present participle buffer ing ပုံစံနဲ့တုံးပြရဒီနေ့မှာ the dog ခွေးရလို့တဲ့ဥစ္စာသူဘာလို့တာလဲဟောင်းတာပေါ့အဲ့တော့ခွေးဟောင်းတာကိုအထူးပြုမယ်ဒီနေ့ပြောမယ်ဆိုရင်ခွေးရကိုယ်တိုင်ဟောင်းတာဖြစ်တဲ့အကြောင်းကိုပြုလို့အကြောင်းပြတဲ့ခါကျရင် present participle တုံးပြီး buffer ing တုံးပြီးတော့အထူးပြုပြီးပါဒါဆိုရင် bark လို့ပြောမယ်အစားဘယ်လိုဖြစ်သွားမလဲ barking နော် that နဲ့မညွှန်းတော့ဘူးဆိုရင် participle နဲ့ပြန်ပြီးတော့ပြန်ညွှန်းလိုက်တာနော်ပြီးတော့ fucking လို့တာတခုလည်းမကသေးဘူး disturbing လို့တာရှိသေးတယ်အားစင်ဘယ်လိုပြောကြမလဲ the dog always barking loudly at night and disturbing the neighbors ပြီးတော့မှ belongs to my uncle ပြန်ပြောကြမယ် the dog always barking loudly at night and disturbing the neighbors belongs to my uncle ဒီလိုမျိုးဖြစ်သွားပါမယ် Number seven, idioms are challenges for learners of English. Idioms are English are the to the challenging people. Phrasal verbs can make English seem more difficult than it actually is. Phrasal verbs are the English are to a man again. She had a puppy or kick here. Pull them up or see it. Now, not only but also not not only but also not only but to the house and the cool so you go one idioms and free the verbs will be shall I mess with it. Okay. လုပ်ကြည့်ပါအောင်ဘယ်လိုမျိုးဖြစ်သွားမလဲ not only idioms but also phrasal verbs အဲ့နောက်ကစာကြောင်းတွေလည်းမတူနေပြန်အောင်အဲ့တော့အဲ့လိုမျိုးတွားပြီးလုပ်လို့မရ inversion နဲ့ရေးပြီးနော်အဲ့တော့ inversion နဲ့ရေးလိုက်မှဆိုရင်ဘယ်သူနဲ့အရင်စမလဲ not only နဲ့အရင်စလိုက်အဲ့တော့ဒီ verb to be ကို subject ကအရှိတလိုက်မယ် for inversion ဆိုတော့ပြောင်းမယ်ဆိုတော့ verb subject ပြန်ပြောလိုက်မယ်အဲ့တော့ not only are idioms challenging for learners of english comma ကိုထားမယ်ပြန်စမယ် batch the kare but also you don't be fetch phrasal verbs also over my temple the but my can also make uh, phrasal verbs can also make english seem more difficult than it actually is uh, not only are idioms challenging for learners of english but phrasal verbs can also make english seem more difficult than it actually is 8 Sisley always starts her hectic morning, a morning routine with a steaming cup of freshly brewed coffee. စစ်စစ်ရသူရဲ့ဒီလိုမျိုးအလုပ်များတဲ့မနက်ခင်းကိုမနက်ခင်းပုံမှန်အလုပ်တွေကိုအဲ့ဒီလက်လက်စစ်စစ်လေးနှစ်ထားတဲ့ coffee လေးနဲ့အော်နော်ငွေထွက်နေတဲ့အဲ့ဒီ coffee လေးတစ်ခွက်နဲ့သူကစတဲ့နေဒီမှာ introductory phrase ကိုသုံးပြရအဲ့တော့ introductory phrase ဆိုတာဘာလဲသုံးပြရမှာလဲအော် P R E P O S I T R O N E preposition of phrase ဒီ နောက်တစ်ခုက participle phrase တွေအော်နောက်တစ်ခုက to infinitive တွေဒါတွေကို website အရှိဆုံးတင်ပြလိုက်တာဒါ introductory phrase ကိုတုံးပြတာပဲ a preposition of phrase and preposition နဲ့စတဲ့စကားစုတွေပေါ့ participle of a fine zero for three လို့ထားမျိုးလေးနဲ့စတဲ့ phrase တွေ to infinitive ဆိုတာ to နဲ့စတဲ့ phrase တွေပေါ့အဲ့ဒါတွေကို website အရှိကိုတင်ပြလိုက်ဟုတ်ပြီဒီမှာဆိုရင် preposition which ဒါပါတဲ့ prepositional phrase တွေ့လိမ့်မယ်အဲဆို which a cup of with a steaming cup of freshly brewed coffee ဒါပါ reserve phrase ကိုအရှိတင်လိုက်တာပြီး comma ကိုလိုက် so so always starts her hectic morning routine ကိုပြောလိုက်လို့ရပါတယ်ဒါမျိုးမေး with a steamy cup of freshly brewed coffee ဒါ participle phrase ကိုအရှိတင်လိုက်တာ introductory phrase အနေနဲ့တုံးလိုက်တာပြီးတော့မှ Susie always starts her hectic morning routine Number 9. Mother said to Mumu, Go to bed immediately and don't get up until you are called. အမေကမူမူကိုပြောတယ်။အဲ့ရချင်းချင်းဝင်ပြီးတော့မခေါ်မချင်းအဲ့ရမထားနဲ့အဲဒါမျိုးပေါ့။အဲကျောင်းသားတွေကတော့အဲ့လိုမျိုးပြောတာကြိုက်တယ်။အဲ့ရမဝင်တဲ့ဟိုစာပဲလုံနေပါ냐အဲ့လိုမျိုးပြောတော့မကြိုက်ဘူးပေါ့နော်။ဟုတ်ပြီ။ဒီမှာ reputed speech ကိုပြောအောင်။ပြောတဲ့အခါမျိုးကျတော့ဒါကိုကြည့်လိုက်တဲ့အခါမှာတခုခုကိုစေခိုင်းနေတဲ့နော် imperative အမျိုးအစား တနည်းပြမဲ့ဆယ် request and comment မျိုးစားဆိုတာတွေ့လိမ့်မယ်ကဲအဲ့တော့စလိုက်မယ်ဘသူကနေဘသူကိုပြောလဲဆိုရင်အမေကနေမမှုကိုပြောတယ် mother told တော့ mother to မမှုပြီးတော့မှ imperative ဆိုရင်တခုခုကိုလုတ်ခိုင်းတာမျိုးဆိုရင် to နဲ့သုံးပြရမယ်လीအာ to go to bed immediately ဟုတ်ပြီနော်အဲ့တော့ imperative မှာစိတ်ခိုင်းတဲ့အခါမှာတခုခုကိုလုတ်စေချင်တာမျိုးဆိုရင် to နဲ့သုံးပြီးတော့မလုတ်စေချင်တာဆိုရင် not to နဲ့သုံးရတယ် ီမှာကအဲ့ရကိုချက်ချင်းဝင်စေချင်တာမို့လို့ to go to bed immediately ဒါပေမဲ့မထစေချင်တာမို့လို့နောက်တစ်ခုကဒီ don't to ဖြိုလိုက်ပြီးတော့ဘာသုံးရမလဲဆိုရင် not to သုံးပြရ not to get up until ဒါလို့ထိရမယ်နော်အဲ့တော့ to go to bed immediately and not to get up until ဒီနေ့မှာပြောင်းပြရမယ်ဆိုရင် you ကိုပြောင်းပြရမယ်အဲ့ဒါဘယ်သူဆိုလို့နေရလဲမူမူဒါကြောင့်မလို့ရှီပေါ့နောက်တစ်ခုက present tense ကို past tense ပြောင်းပြရမယ် are called တွင် she ဆိုတော့ was called ဒါမျိုးဖြစ်ရအောင်အဲအကုန်ပြောင်းလိုက်မယ် method to move not to go to bed immediately or uh, to go to bed immediately and not to get up until she was called အဲ့လိုဖြစ်ရပါမယ် number 10 if you are careful in your work and pay attention to details she will not make many mistakes မင်းကမင်းရဲ့အလုပ်တွေကိုဂရုစိုက်မယ်ပြီးတော့အသေးစိတ်လေးကိုလည်းအာရုံစိုက်မယ်ဆိုရင်အမှားတွေအများကြီးလုပ်မှာမဟုတ်ဘူး နော်အဲ့တော့အာယုံဆိုင်လီလီအမားလုတာနေလီလီဒီလိုမျိုးပြောပြရမှာပေါ့ကဲသူရဲ့ပုံစံက the အတူကပြောမှာဆိုတော့ d2 ပေါ့ subject verb နောက်တစ်ခုကလည်း the d2 subject verb အဲ့တော့အဲ့လိုမျိုးအပြန်ရည်တဲ့ပုံစံဖြစ်လို့ကြောင့်ပေါ့ဒါ parallel structure လို့ခေါ်တာပါအဲ့တော့ d2 ပုံစံပေါ့အလွယ်ပြောတာ d2 ပေါ့လေစာလို့ပြောမယ်ဆိုတော့ comparative degree သုံးတဲ့ဥစ္စာကအဲအတန်ရှိတဲ့ဥစ္စာမျိုးနှစ်တန်ထပ်ပို့တဲ့ဥစ္စာမျိုးဆိုတော့ more သုံးမယ် ။အော်နောက်ပြီးတော့ပို့ပြီးနေတဲ့ဥစားမျိုးစံ less သုံးမယ်။အော်ပြီးတော့တချို့အတန်တိုးတဲ့ adjective ဆိုရင် er သုံးမယ်။ပို့နေတဲ့ဥစား less အပြင်နောက်ပါသုံးလို့လည်းရတယ်ဆိုတော့ fewer ဒါလေးလည်းသုံးလို့ရသေးတယ်။ဒီပုံစံလေးကိုကသုံးမယ်။အဲ့တော့ကြည့်ကြလိုက်အောင်ဒီမှာ adjective က careful ပေါ့။နော်။အဲ့တော့ပို့ပြီးတော့ view site လေးလေးဟော the more careful you are in your work ပြီးတော့မှာ or the adjective noun pun ada tuan berima ayam saya dah ada cerita dah boleh the more attention uh, the more careful you are in your work and the more attention you you pay to details dulu mesti tuan berima the more careful you are in your work and the more attention you be to details ဒါနှစ်ချက်မတူနော်ပထမတစ်ခုက ion site တာနောက်တစ်ခုကဟိုပထမတစ်ခုက glue site တာနောက်တစ်ခုက ion site တာပေါ့အဲ့တော့မတူတဲ့ခါကျတော့ whatsapp ပုံစံနှစ်ခုမတူအနောက်ကဥစ္စာက attention ဆိုပြီးတော့ noun ပါတယ်ဆိုတော့ active noun ပုံစံသုံးလိုက်အဲ the more attention you pay to details အဲ့လိုမျိုး glue site လေးလေး ion site လေးလေးအမားလောက်တာဘာဖြစ်လို့လဲဒီမှာအမားတွေအများကြီးလောက်မှမဟုတ်ဘူးဆိုတော့အမားလောက်တာနည်းလေးလေးပေါ့ကိုပုံမှန်စဉ်းစားတဲ့ခါကျတော့ the less ဆိုပြီးတော့စဉ်းစားမိတဲ့အငင်းဆိုတော့ ဒါပေမဲ့ဒီမှာ mistakes ਆ ရေးတွက်လို့ရရတဲ့ကြောင့်မလို့ fewer သုံး fewer fewer သုံးလိုက်အဲ the fewer mistakes ဟာဘယ်နော် the fewer mistake you will make အဲ the more careful you are in your walk and the more attention you pay to details the fewer mistakes you will make ဒီလိုမျိုးဖြစ်သွားပါတော့ပါတယ်နော်အဲဒါလို့ဆိုရင်ဒီ stylistic transformation ပုံစံမျိုးစုံကိုဘယ်လိုမျိုးစဉ်းစားပြီးတော့ဖြည့်ဆည်းရမလဲဆိုတော့ကောင်းကောင်းနားလည်ပြီးလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်